ဇဒန်ဟူစိန်ဟာ1989ခုနှစ်ကနေ2003ခုနှစ်အထိအီရတ်နိုင်ငံရဲ့ပြစ်စမမြောက်သမ္မတဖြစ်ခဲ့ပါတယ်။သူဟာရှင်းနဲ့များစွာကလေးကအီရတ်နိုင်ငံကိုတရားမဝင်မဲ့အုပ်ချုပ်နေတဲ့အာဏာရှင်လည်းဖြစ်ပြီးသူ့လက်ထက်မှာပေါပေါက်ခဲ့တဲ့ဒုဒုဒေါ်လာကြီးလှုပ်ရှားမှုများစွာကိုဖိနှိပ်ခဲ့တဲ့သူလည်းပဲဖြစ်ပါတယ်။ အဲ့ဒီချိန်တုန်းကဇာတန်ဟူစိဦးဆောင်တဲ့အစိုးရဟာပြည်သူတွေကိုခေါင်းမဖော်နိုင်အောင်တနင်းထားတဲ့အပြင်သူထုတ်တဲ့စည်းမျဉ်းတွေကလည်းလူအခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ထားပြီးလူပေါင်း2သိန်းခွဲခန့်ကိုရရဆက်ဆက်တပ်ပစ်ခဲ့တယ်လို့မှတ်တမ်းတွေကဆိုထားပါတယ်ဒီမှာလူသိများတာတကူကဇာတန်ဟူစိန်ဟာအီရန်နိုင်ငံနဲ့ကူဝိတ်ကိုကျူးကျော်ပြီးသွေးမြေကြစီဖို့အမိန်ပေးခဲ့တယ်ဆိုတာပါပဲ။အဲဒီနောက်2003ခုနှစ်မှာတော့အမေရိကန်နဲ့မဟာမိတ်တို့ပူးပေါင်းပြီးဇာတန်ဟူစိန်ကိုကွပ်မျက်ဖို့အီရန်နိုင်ငံစီဝင်ရောက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ဆက်တန်းဟူစိန်ဟာလူမြင်ကွင်းကနေအချိန်တော်ကြာပျောက်သွားခဲ့ပြီးတဲ့နောက်2003ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာတော့အပန်းခံခဲ့ရပါပြီ။အဲဒီအချိန်တုန်းကတော့ဆက်တန်းဟူစိန်ကိုအရေးပေါ်ဖန်ရမယ့်နံပါတ်1ရာဇဝဲသားအနေနဲ့သတ်မှတ်ထားခဲ့ပြီးသူကမြေအောက်တူမြောက်တစ်ခုကနေရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ခုံယုံတင်ပြီးတင်းမိတ်ချမှတ်ခဲ့ပါတယ်။ဒိုင်းမဲ့ဆဒန်ဟူစိန်ကွက်မြက်ခံရချိန်မှာဘာရီဖြစ်ဖြစ်ခဲ့တယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 2003ခုနှစ်ဇူလိုင်နဲ့ဒီဇင်ဘာကာလကြာမှာ American ရဲ့ Task Force 121အဖွဲ့ဟာတိုက်စစ်မျက်နှာဆက်နှစ်ခုအထိဖွင့်ပြီးဆရန်ဟူစိန်ကိုရှာဖွေခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီတော့တခြားဆက်ဆက်ပြစ်မှတ်တွေကိုရှာဖွေဖို့အတွက်စစ်စင်ရေးပေါင်း600အထိသူတို့ဟာလှုံ့ဆောင်းခဲ့ရပါပြီ။ဇာတန်ဟူစိန်နဲ့ဆက်ဆက်နေသူတွေကိုမေးမြန်းစုံစမ်းရင်း2003ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာဇာတန်ရဲ့ driver ဟောင်းကဇာတန်ဟူစိန်ရဲ့ညာလက်ယုံဖြစ်တဲ့ Ibrahim Omar El Maslit အကြောင်းစကားဆထွက်လာပါပြီ။ ီမှာတော့သူ့ကိုလင်းတို့လူသားလို့သိကြပြီးသူနေတဲ့နေရာကိုသိရဖို့အတွက်နောက်ထပ်နှစ်ပတ်လောက်အထိသူ့ရဲ့မိသားစုဝင်အယောက်၄၀လောက်ကိုစုံစမ်းစစ်ဆေးခဲ့ရပါတယ်ဒီလိုနဲ့ဒီဇင်ဘာလ12ရက်နေ့ဘက်ကဒက်ကအင်တလုံးကိုဝင်စည်းခဲ့ရမှာလို့အိုမာကူဖန်စီရမိခဲ့ပါတော့တယ်အဲ့နော်အိုမာကနေတဆင်ဇာတန်ဟူစိန်ရှိနိုင်မယ့်နေရာကိုတည်သွားပြီးမှရူဒီပညာအကူအညီတွေနဲ့ဆက်ပြီးတော့စုံစမ်းထောင်လန်းလိုက်တော့ထီခရီမျိုးရဲ့တောင်ပတ်ချမ်းဟိုးအဝေလေတော်တနေရာမှာသူရှိနေတယ်လို့ထွက်ပေါ်လာခဲ့ပါတယ် ီလိုနဲ့ပဲဆာတန်ကိုဖမ်းမိဖို့အတွက်အာယုန်ဒီစစ်စင်ရေးစာပြီး Wolverine 1နဲ့2ဆိုတဲ့နေရာနှစ်ခုကိုစတင်စုံစမ်းလိုက်ပါတယ်အဝဇီယာကောင်းတာကဒီစစ်စင်ရေးမရှင်ထဲမှာစစ်သား600တောင်မှပါဝင်ခဲ့ပြီးတန်ချက်ကကားတွေနဲ့လက်နက်ကြီးတွေတောင်ဒီမှာပါဝင်ခဲ့ပါသေးတယ်။ဒါရင်မလဲအမေရိကန်စစ်တပ်ဟာပြစ်မှတ်တစ်ခုကိုရှင်းလင်းနိုင်ပေမယ့်ဇာတန်ဟူစိန်ကိုတော့ရှာမတွေ့နိုင်ခဲ့သေးပါဘူး။ဒါရင်မဲ့စုံစမ်းစစ်ဆေးမှုတွေပြီးကနေမှစစ်သားတယောက်ကကြံပြားတစ်ခုကိုဘေးကံဖယ်လိုက်တဲ့အချိန်မှာအပေါက်လေးတစ်ပေါက်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့အထဲကိုဘုံထဲဖောက်တော့မယ်အလို့ဒါဟာမြေအောက်လှိုင်ကောင်းကြီးဖြစ်နေပြီးအထဲမှာပုံအောင်နေတဲ့ဇဒန်ဟူစိန်ကိုပေါ့သူတို့တွေတွေ့လဲရပါတော့တယ်ဒီမှာတော့စစ်သားလဲဇဒန်ဟူစိန်ကိုတွေ့တွေ့ချင်းပဲ F4 တနက်တင်နဲ့ထုထည့်လိုက်ပြီးဇဒန်ရဲ့ Glock Pistol တနက်ကိုလည်းယူပြီးတော့ကြီးဖြုတ်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့ဇဒန်လဲခုခံလို့မရတဲ့အစုံအညံ့ခံလိုက်ရပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာတော့သူကိုအရင်ဆုံးမရှင်ပန်ပူကြီးဌာနစီခေါ်ဆောင်တော့ခဲ့ပြီးတဲ့နောက်ဗက်ကဒက်စီလွှဲပြောင်းကလေရင်ကွင်းမှာခဏထိန်းသိမ်းထားခဲ့ပါတယ် ဇဒန်ဟူစိန်မှာတော့ပစ္စတိုတစ်လက်နဲ့အတူ AK47 တစ်နက်လည်းပါဝင်ခဲ့ပြီးဒေါ်လာတစ်သန်းရဲ့၄ပုံ၃ပုံစောင်းငွေကြေးပမာဏပါသူမှရှိနေခဲ့ပါရင်အဲဒီနောက်မှာတော့ဇဒန်ဟူစိန်ကိုခုံယုံတင်ခဲ့ပါပြီပထမဆုံးကျားနာစစ်ဆေးမှုကို2004ခုနှစ်ဇူလိုင်လပထမရက်မှာစတင်ခဲ့ပြီးအဲဒီမှာဇဒန်ဟူစိန်ကဒါရီအာလုံးကဟန်ပြလုပ်နေတာတကယ်ရာဇဝတ်သားကြီးက Bosch ကွာလို့ဆိုခဲ့ပါသေးတယ် 1999တုန်းကကူဝိတ်ကိုအီရတ်ကျူးကျော်ခဲ့မှုမှာလဲကူဝိတ်ပြည်သူတွေကိုခွေးရီလို့သူဟာသမုတ်ခဲ့ပြီးအီရတ်အမျိုးသမီးတွေကိုအပြော်မဲအဆင့်ရောက်အောင်ချနေကြတဲ့သူတွေလို့သူဟာဆွဆွဲခဲ့ပါသေးတယ်ဒီမှာသူဟာအဖမ်းခံရရတော့မှသူပြောတာဆိုတာမရမ်းလို့မီသူ့ရဲ့လေတံကိုတစ်စက်မှမပြင်ခဲ့ပါဘူး။အဲဒီနောက်နေ့မှာပဲသူကိုပြစ်မှုများစွာနဲ့တရားစွဲဆိုခဲ့ပါတော့ရင်ဒီမှာတော့ဆတန်ဟူစိန်ဟာအဂျီမျိုးကရှီယက်မွတ်စလင်148ယောက်ကိုတပ်ဖြတ်ခဲ့တယ်ဆိုပြီးလဲစွပ်စွဲခံထားရပါတယ်။ ဒီလိုနဲ့ဆက်တန်ဟူစိန်ကတရားရုံးရဲ့တရားဝင်ဖြစ်မှုကိုမေးခွန်းပြန်ထုတ်ခဲ့ပြီးဒီတရားရုံးရဲ့အာဏာရောဖွဲ့စည်းမှုပုံစံရောဘာတစ်ခုမှငါအသိမှတ်မပြုဘူးဘာလို့လဲဆိုတော့အမားပေါ်အခြေခံတိဆောက်ထားတဲ့ဟာတွေဒါတွေအကုန်လုံးကမှားမှမလို့ပဲလို့သူဟာထပ်မံပြောဆိုခဲ့ပါတယ်အဲဒီနောက်ပိုင်းအာနာရှင်ဆက်တန်ဟူစိန်ဟာသူ့ကိုယ်သူအီရတ်နိုင်ငံရဲ့သမ္မတလို့ပြောဆိုပြီးစစ်ဆေးချနာမှုတစ်လျှောက်မှာလဲအာနာဖီစင်နာရီကိုပြုလုပ်ခဲ့ပါသေးတယ် တချိန်မှာတော့ငရဲပြည်ကိုတွားလိုက်လို့អော်ခဲ့ပြီးတစ်ခေါက်ကဆိုရင်တရားရုံးထဲဝင်ဖို့ကိုတော့ញင်းဆန်ခဲ့កောင်သူ့ချင်းချခံထားရတာကိုစော်ဒကတက်မြေတော့တောက်တည်ခဲ့ပါသေးတယ်နောက်ပြီးတော့အမေရိကန်တွေကသူ့ကိုနှိပ်စက်ပါရဲဆိုပြီးငါ့ကိုနေရာအနှံ့ရိုက်နှက်ခဲ့ကြတယ်ငါတကူလုံးဒဏ်ရာရကြီးပဲလို့သူကပြောခဲ့ပါသေးတယ်ဒီလိုနဲ့2006ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာတော့အာနာရှင်ဆက်တန်ဟူစိန်ဟာအဂျီမျိုးကချီယက်မွတ်စလင်တွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့မှုနဲ့တည်တံပေးခြင်းခံခဲ့ရပါတော့တယ် ဒီမှာတော့ပြစ်ဒဏ်ကျင်းညာချိန်မှာတော့စတန်ဟောင်းပြည်သူတွေအသက်ရှိပါစေအာရတ်နိုင်ငံအထွန့်ရှိပါစေလို့ဩခဲ့ပါသည်ဒီမှာလူတွေကတော့အယူခံပါညာဝင်တာနဲ့စစ်ဆေးမှုကနေ့အတော်ကြားလိုက်အောင်မယ်လို့ထင်ခဲ့ကြပေမဲ့2006ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာတော့ဇာဒံဟူစိန်ရဲ့အယူခံဟာအငင်းခံခဲ့ရပြီးတေမိတ်ချမှန်ခံခဲ့ရပါတော့တယ်။အဲဒီနောက်ပိုင်းအယူခံလည်းထပ်တင်ခွင့်မရှိတော့တဲ့အပြင်ရက်30အတွင်းမှာဇာဒံဟူစိန်ကိုအပြေးကွက်မြတ်ဖို့အမိန့်ကြားရောက်လာခဲ့ပါတယ်။ ဇာဒန်ဟူစိန်ကသူဟာအီရတ်စတရဲ့ခေါင်းဆောင်လေးဖြစ်တာကြောင့်စစ်နေစစ်နာပုံစံအတိုင်းပဲစစ်သားပြည်ပြည်တည်ခြင်းနဲ့ဆိုပြီးတော့သူ့ကိုကျိုးဆွဲချတတ်မယ်ဆိုတနက်နဲ့ဖြစ်ပြီးတော့တတ်ဖို့တောင်းဆိုခဲ့ပါရင်ဒါရင်မလဲသူ့ရဲ့တောင်းဆိုမှုဟာအငြင်းခံလိုက်ရပါတယ်။သူမတည်ခင်နှစ်ရက်အလိုမှာစာတစောင်းထုတ်ပြန်ခဲ့ပြီးအီရတ်ပြည်သူတွေကိုစီးလုံးကြဖို့အီရတ်ကိုကျူးကျော်ခဲ့တဲ့နိုင်ငံတွေရဲ့ပြည်သူတွေကိုမမုန်းမဲကျူးကျော်ဖို့အမိန့်ပေးခဲ့တဲ့အထက်ကလူတွေကိုပဲမုန်းတီးပါဆိုပြီးတော့ရေးသားခဲ့ပါတယ်။နောက်ပြီးတော့သူဟာအာဇာနည်တရားအဖြစ်တည်ဖို့ ready ပဲလို့လည်းပြောဆိုခဲ့ပါသေးတယ်။ သူအတက်မခံရခင်နောက်ဆုံးအချိန်မှာထမင်းနဲ့အချက်သားဟင်းကိုနောက်ဆုံးအနေနဲ့စားခဲ့ပြီးပြားရည်နှွေးကိုတောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆာတန်ဟူစိန်ကိုဘက်ဂဒက်ဟာကမီယာမြို့ကအီရတ်အမေရိကန်ပူရက်စ်အခြေစိုက်စခန်းကမ်ဂျက်စတင်မှာပဲဒေသခံဆန်တော်ကြီးမနဲ့6နိုင်မှာကွပ်မြတ်ဖို့အမိန်ချမှတ်ခဲ့ပါတယ်။ဒီမှာတော့ဆာတန်ဟူစိန်သားကိုသူ့လူတွေတယောက်မှမထားဘဲနဲ့ကွပ်မြတ်ခဲ့တာပါ။နောက်ပြီးအမေရိကန်တွေကသူ့ကိုချက်ချင်းတက်ချင်းစိတ်မရှိတာကြောင့်ကွပ်မြတ်ဖို့ကိုလာဝလောက်ဆိုင်းကျင်ခဲ့ကြသေးတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့ကွမ်မြမ်းမဲနေ့မတိုင်ခင်မှာဝန်ကြီးချုပ်ယုံကအမေရိကန်ရဲ့တောင်းဆိုသမျှအချက်လက်မှတ်တမ်းမှတ်ရအောင်ပေးပို့ခဲ့ပြီးဝန်ကြီးချုပ်ကိုရိုင်းကကွမ်မြတ်ဖို့တောင်းဆိုနေတာကြောင့်အမေရိကန်တွေလည်းဒီမှာစိတ်ပြောင်းသွားခဲ့တာလို့ဆိုထားပါတယ်။ဇာဒန်ဟူစိန်ကိုအီရတ်အစိုးရစီလွှဲပေးပြီးတဲ့နောက် US ကဘာမှတိုက်ရိုက်ဝင်မပါတော့ဘူးလို့ဆိုပါတယ်။ ဇဒန်ဟူစိန်ဟာသူကွက်မျက်မခံရခင်မှာကိုရန်ကျန်းစာကန်ဆောင်ထားပြီးကျိုးနုံနဲ့ပုံစံပေါက်နေတယ်လို့သတင်းတွေကဆိုထားခဲ့ပါသေးတယ်။ဒါပေမဲ့မျက်မြင်သက်တေတယောက်ကတော့ဇဒန်ဟူစိန်ဟာကျိုးပေးတက်ခံရမယ့်အခန်းထဲရောက်တာနဲ့ကျိုးကျော်သူတွေလည်းကြာဆုံးပါစေဆိုပြီးတော့អော်ခဲ့တယ်လို့ဆိုပါတယ်။သူကအကြောက်တရားနောင်နာရတာမျိုးရှိလားလို့မေးတဲ့အခါမှာလည်းငါကစစ်သားလေဘာကိုကြောက်ရမှာလဲဂျီဟောက်ကိုတိုက်ခိုက်ရင်လည်းငါဘဝကိုအချိန်ကုန်ခဲ့တာဒီလမ်းကိုလိုက်တဲ့သူတိုင်းဘာမှကြောက်ရင်နေစရာမလိုဘူးလို့ပြန်ပြောခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီးသူလဲပင်ကိုဂျိုကွင်းဆွတ်လာတဲ့အထိဒီစကားကိုပဲခွန်းတုံပြန်ပြောနေစေလို့ဆိုထားပါရင်ဂျိုကိုတင်းပြီးတဲ့နောက်မှာတော့မင်းတို့ကတာကိုတတိလို့ခေါ်သလားလို့ဩခဲ့ပါသေးတယ်သူအဲ့ဒီမှာရက်နေတော့အစ္စလမ်စူတောင်းစာတခုကိုရွတ်ဆိုခဲ့ပြီးလူတယောက်ကသူ့ကိုငရဲပြီကိုတွားလိုက်လို့ဩခဲ့တဲ့အချိန်မှာသူဟာအီရက်လို့ခေါ်တဲ့ငရဲလားလို့ပြန်ပြောခဲ့ပါရင် နောက်ထပ်မျက်နှာဖုံးအုပ်ထားတဲ့အဆောင်တယောက်ကလည်းခမည်းကြီးကျောက်တို့ကိုဖျက်ဆီးခဲ့တယ်ကျောက်တို့ကိုတတ်ခဲ့တယ်ကျောက်တို့ကိုခုကိုရမယ်ဘွားဖြစ်အောင်လုပ်ခဲ့တယ်လို့နန္ဒာကြီးကြီးပြောနေချိန်မှာတော့စတန်ဟူစိန်ကတော့ငါကမင်းတို့ကိုခုကိုရမယ်ဒုက္ခတုခဘွားကနေလွတ်အောင်ကယ်တင်ပေးပြီးမင်းတို့ရန်သူပါရှားနဲ့အမေရိကန်ကောင်တွေကိုခြေမုံပေးခဲ့တာကွာလို့ပြန်ပြောခဲ့ပါရင်အဒီလိုတွေအပြန်အလှန်ဖြစ်နေကြတော့တရားလိုရှိနေလက်ထောက်ကကျေးဇူးပြုပြီးရပ်ပေးကြပါဒီလိုကအွက်မြက်ခံရတော့မှာပါလို့ဝင်ထင်ခဲ့ရပါတယ် အဲဒီနောက်ဆက်တန်းဟူစိန်ဟောင်းရှာဟာဒါကူနှစ်ခေါက်ရွတ်ဆိုခဲ့ပြီးဒုတိယအခေါက်ဘီကန်နီမှာပဲကြီးကနေအတန်းနဲ့အတူဇာဒန်ဟူစိန်ရက်နေတဲ့အောက်ကအန်ဒီကာဟောင်းပွင့်သွားခဲ့ပြီးသူ့ရဲ့လေဘင်းစီကနေလည်းကျုကနေအတန်းကိုကြားလိုက်ရပါတော့ရီဇာဒန်ဟူစိန်ကိုမင်းနဲ့အနေငယ်လောက်ဂျိုးဆွဲချားလေးတန်းလန်းထားပြီးတဲ့နောက်မှာတော့ဇီယာဝင်ရောက်ရှိလာပြီးနှလုံးခုန်တန်းကိုစစ်ဆေးပါရီအဲဒီနောက်မှာတော့မနက်6:00နာရီ3မိနစ်အထိမှာဇာဒန်ဟူစိန်တည်ဆုံသွားကြောင်းအတီးပြူလိုက်ပါတော့ရီ နောက်ပိုင်းဇာတန်တည်ဆုံသွားပြီးတဲ့နောက်ဇာတန်ရဲ့အလောင်းကိုပြည်သူတွေကဓာရီနဲ့တဆွဆွထိုးခဲ့ကြတယ်လို့ဂေါ်လာခါလာတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့မျက်မြင်တယောက်ကတော့ဒီလိုမဖြစ်ခဲ့ဘူးလို့ဆိုပြန်ပါတယ်။ဒီလိုနဲ့သူ့ရဲ့အလောင်းကိုမွေးရမြေမှာမိသားစုဝင်နေတဲ့အတူမြုံတန်ခဲ့ပြီးသူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ဦးဒေးဟူစိန်နဲ့ဂျူဆိုင်ဟူစိန်တို့ရဲ့အလောင်းတွေကိုတော့၂၀၀၆ခုနှစ်ဒီဇင်ဘာလ၃၀ရက်နေ့မနက်၄နာရီမှာမြုံတန်ခဲ့ပါတယ်။ ဇဒံဟူစိန်ရဲ့အုပ်ဂုဟာနောက်ပိုင်းမှာဖျက်ဆီးခံခဲ့ရပြီမယ်အဒီလိုဖျက်ဆီးမခံရခင်မှာဆွန်နီမွတ်စလင်မျိုးနွယ်အုပ်စုတစုကသူ့ရဲ့အလောင်းကိုလာသေးသွားခဲ့တယ်လို့ဆိုထားပါတယ်အဲဒီနောက်ပိုင်းဇဒံဟူစိန်ရဲ့တေမိတ်နဲ့ပတ်သက်ပြီးအမြင်မျိုးမျိုးထွက်ပေါ်နေကြကတချို့ကတာကူမတရားဘူးလို့ပြောလို့ပြောတချို့ကအာဇာနည်ကြီးဆိုပြီးတော့တတ်မှတ်လို့တတ်မှတ်ပြုလုပ်ခဲ့ကြပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ဆက်တန်းဟူစိန်ဟောအီရက်ပြည်သူတွေကိုလှုံ့မရအောင်ဖိနှင်းခဲ့သူအာနာရှင်တူဖြစ်ပြီးအပြစ်မဲ့တဲ့လူပေါင်းများစွာကိုတတ်ဖြတ်ခဲ့တဲ့သူဆိုတာကတော့ညင်းမရတဲ့အမှန်တရားသာဖြစ်ပါရဲ့ခင်ဗျာ